နိုင်ငံတကာပညာရေးခွင့်လန်းနေကြအောင်ပြင်ဆင်ပေးနိုင်ပါတယ် Dalwich College ကျောင်းသားကျောင်းသူတွေဟာနိုင်ငံတကာတက္ကသိုလ်တွေမှာဝင်ရောက်ပညာသင်ခွင့်ရတဲ့မှတ်တမ်းတွေများစွာရှိပါတယ်တနင်္ဂနွေလုံးအတိုင်းအတာနဲ့ H1N1 positive တွေ့ရှိသူ30ဦးတွေ့ရှိတာပြီးသေဆုံးသူ6ဦးရှိနေပြီဖြစ်ကြောင်းကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနပြည်သူ့ကျန်းမာရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာတန်းထွန်းအောင်ကဒီကနေ့ဇူလိုင်လ28ရက်နေ့ညနေပိုင်းကပြောပါတယ် ဟန်နိုင်ငံလုံးအတိုင်းအတာနဲ့ဇူလိုင်လ28ရက်နေ့အထိ H1N1 positive တွေ့ရှိသူနဲ့တည်ဆုံခဲ့သူအခြေအနေကိုကျန်းမာရေးနဲ့အာကစားဝန်ကြီးဌာနပြည်သူ့ကျန်းမာရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာတန်ထွန်းအောင်ကအခုလိုပြောပါဗျာ။ပြင်းငန်းကျောင်းမှာအတော်ရောင်ကလေးဆေးဝန်ကြီးဟပင်ပေါ့အဲ့မှာ9နှစ်ရွယ်မိန်းကလေးတူက25ရက်နေ့မှာဆုံးတယ်။နောက်ပြင်းငန်းကျောင်းဆံပါဆေးဝန်ကြီးမှာ25ရက်နေ့မှာနည်းနည်း8:50မှာတက်ပြီးတော့အဲ့ဒီနေ့ပါပဲဆုံးတယ်9နှစ်ရွယ်မိန်းကလေးတူဦး နော်နော်တော့ကငငယ်ညဆိုင်ပဲဆေးဦးညီမပဲ25နှစ်ခန္ဓာနှဆောင်စကမညနေမှတက်တဲ့မျိုးသားတူဦး34နှစ်ရဲ့မျိုးသားတူဦးက28နှစ်ဒီနေ့မနေ့85မှာဆုံးနေဆိုတော့သုံးဦးထပ်တူတာပေါ့သုံးဦးထပ်တူတာနော်တဆုံးမနေ့ရတဲ့အောင်ထုတ်ပြထားတာသုံးဦးဒီနေ့ထပ်တူသွားတာသုံးဦးပေါ့သုံး6ဦးစုပေါင်းပိုးရ30မှာ6ဦးဆုံးတာပေါ့ ပြီးခဲ့တဲ့ဇူလိုင်လ26ရက်နေ့က H1N1 positive တွေ့ရှိသူ20ဦးရှိခဲ့ပြီးဒီကနေ့မှာထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီကနေ့ဇူလိုင်လ28ရက်နေ့မှာတော့ရန်ကင်းကလေးစေယုံကြီးမှာတက်ရောက်နေတဲ့6လသားအရွယ်ယောက်ျားလေးတဦး H1N1 positive ထပ်မံတွေ့ရှိခဲ့တယ်လို့အဆိုပါစေယုံအုပ်ကြီးရဲ့ပြောကြားချက်အရသိရပါတယ်။ အဆိုပါကလေးငယ်ဟာဇူလိုင်လ22ရက်နေ့ညပိုင်းကရန်ကင်းကလေးစည်ုံကြီးမှာစီးရီးယားနမိုနီးယားရောဂါနဲ့မြောက်ကလာမြို့နယ်ကနေလာရောက်ကူးသခဲ့တာဖြစ်ပြီးတန်တရားရှိတာကြောင့်အဆိုပါကလေးငယ်ရဲ့နှာခေါင်းတိုးဘက်ကိုအမျိုးသားတက်ခွဲဌာနကိုစစ်ဆေးကြည့်ရာဇူလိုင်လ28ရက်နေ့မှာ H1N1 positive တွေ့ရှိခဲ့တာဖြစ်တယ်လို့စည်ုံအုပ်ကြီးဒေါက်တာမြင့်မြင့်ခိုင်ကအခုလိုပဲပြောပါဗျာမတို့ရန်ကင်းကလေးစည်ုံကြီးမှာပေါ့နော်အခုလက်ရှိအခြေအနေရမှာအဲ seasonal influenza H1 N1 တယောက်ပေါ့နော်ဒါ positive ဖြစ်တာတွေ့ရပါတယ်တွေ့တဲ့ခါကျတော့အင်းဒီ clear တော့ဒါဟိုပါပေါ့နော်အသက်9လအရွယ်ယောက်ျားလေးဖြစ်ပါတယ်ဒါအပြင်ဇူလိုင်လ28ရက်နေ့မှာပဲရန်ကုန်မြို့တင်ကန်းကျွန်းစံပြဆေးရုံကြီးမှာတက်ရောက်နေတဲ့ H1N1 လူနာ3ဦးအနက်2ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ လူနာ3အနက်ဇူလိုင်လ26ရက်နေ့ကအသက်9နှစ်အရွယ်ကလေးတဦးတည်ဆုံးခဲ့တာဖြစ်ပြီးဒီကနေ့ဇူလိုင်လ28ရက်နေ့မှာတော့အသက်34နှစ်အရွယ်အမျိုးသားတဦးတည်ဆုံးခဲ့တာဖြစ်တယ်လို့တင်ငန်းကျွန်းစံပြဆေးရုံကြီးမှာဆေးရုံအုပ်ဒေါက်တာအောင်ဆန်းမင်းကအတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်ဇူလိုင်လ26ရက်နေ့ညနေပိုင်းအထိတနိုင်ငံလုံးမှာရရှိတဲ့အချက်အလက်တွေအပေါ်ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်ချက်မှာတော့ influencer A H1N1 PDM 2009 positive ရှိနေသူ20ဦးရှိပြီးအဲ့ဒီအနက်3ဦးသေဆုံးခဲ့တယ်လို့ပါရှိပါတယ်။ ဇူလိုင်လ9ရက်နေ့ကနေ26ရက်နေ့အထိချင်းပြည်နယ်မတူပီမြို့နယ်မှာတန်တရားတုတ်ကွေးယောဂရရှိသူ300ရှိပြီး10ဦးမှာ seasonal influencer A H1N1 PDM 2009 positive တွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဇူလိုင်လ16ရက်နေ့မှာလဲရန်ကုန်ပြည်သူ့စေယုံကြီးမှာလက်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ယောဂါနဲ့လူနာ16ဦးကိုကုသပေးခဲ့ရာ9ဦးမှာ seasonal influencer A H1N1 PDM 2009 positive တွေ့ရှိခဲ့ပြီး3ဦးသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ဒါရင်မကပဲဇူလိုင်လ14ရက်နေ့ကစတင်ပြီးဂရင်950ဆန့်ကလေးယောဂအထူးကုဆေးရုံကြီးရန်ကင်းမှာလက်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ယောဂလူနာ2ဦးကိုကုသပေးခဲ့တဲ့အနက်တအူးမှာ seasonal influencer A H1N1 PDM 2009 positive တွေ့ရှိခဲ့ပါတယ်မြောက်ကလာအထွေထွေယောဂကုဆေးရုံကြီးမှာလည်းဇူလိုင်လ16ရက်နေ့ကစတင်ပြီးလက်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ယောဂနဲ့လူနာတအူးကိုကုသပေးခဲ့တာဖြစ်တယ်လို့သိရပါဗျ။ အခုလိုဖြစ်ပွားမှုအခြေအနေကြောင့်ပြည်သူလူထုအနေနဲ့နေ့စဉ်ထုတ်သတင်းစာတွေမှာကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကသတင်းထုတ်ပြန်ချက်များကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့အင်တာနက်စာမျက်နှာနဲ့မြန်မာ CDC Facebook စာမျက်နှာတွေမှာထုတ်ပြန်ထားရှိတဲ့ယာဒီတော်ခွေးယောဂကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်တွေကိုလိုက်နာဆောင်ရွက်သွားကြဖို့တော်ခွေးဆန်တဲ့ယောဂလက္ခဏာတွေဖြစ်ပွားလာပါကနီးစရာကျန်းမာရေးဌာနတွေကိုချက်ချင်းသတင်းပေးဖို့ကကုသမှုခံယူဖို့အသိပေးနှိုးဆော်ထားပါတယ်။ ဒါပြင်ကျမ်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ယောဂဖြစ်ပွားမှုနဲ့ပတ်သက်ပြီးအချိန်နဲ့တပြင်းညီဆက်လက်သတင်းထုတ်ပြန်ပေးသွားမယ်လို့သိရပါဗျာ။